အားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မင်းလက်ပတ်နှင့်၄ကီကောပတ်တို့စစ်တပ်နှင့် BGF များစစ်ကြောင်းထိုးရမှထိုင်းဘက်ခြမ်းတို့ပေါင်900ပုံသည့်ကြာရောင်ထိုင်း90တန်ရာရရှိသည့်ဖြင့်ထိုင်းစစ်တပ်ကပြစ်မိန်ပေးကပြန်လည်ပြစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သား80ကျော်သေဆုံးထိုင်းဝန်ကြီးချုပ်ကလည်းစစ်ကောင်စီကိုပြင်းထန်စွာရှုံချရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြောက်ပတီမြို့နယ်မင်းလက်ပတ်နှင့်လေးကေကောပတ်တို့စစ်တပ်နှင့်လက်အောက်ခံကရင်နယ်ခြားဆောင်တဲ့ BGF များကအလုံးအင်းဖြင့်စစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲများပြင်းအထန်ဖြစ်ပွားနေပြီးထိုင်းနိုင်ငံဘက်ခြမ်းသို့ပေါင်900ပုံးစီတလုံးကျရောက်ပောက်ကွဲမှုကြောင့်ထိုင်းနိုင်ငံသား90တရာရရှိခဲ့ကြောင်းသိရပါတယ်။ထိုဖြစ်စဉ်နဲ့ပတ်သက်၍ထိုင်းဝန်ကြီးချုပ်ကလည်းမြန်မာစစ်ကောင်စီကိုပြင်းထန်စွာဝေဖန်ရှုံချခဲ့ကြောင်းသတင်းရရှိပါတယ်။ယနေ့နေ့9နာရီချိန်မှစတင်၍မြောက်ပတီမြို့နယ်မင်းလက်ပတ်နှင့် ၄ K ကော်ဘတ်တို့အင်ဂျင်မြိုင်မှစစ်တပ်နှင့် PGS တပ်များကစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကြောင်းမြဝတီမြို့အခြေဆိုင်295တပ်ရင်းကလည်းလက်နက်ကြီးများမစ်ဆိုင်များဖြစ်ကူပေးနေကြောင်းသိရှိရပါသည်။ထိုင်းနိုင်ငံပတ်ချန်းတို့ဘုံတိချရောက်ပြီးထိုင်းနိုင်ငံသား90ထရန်ရရှိမှုကြောင်းထိုင်းစစ်တပ်ကပြန်လည်ပြစ်ခတ်ရန်ပြစ်မိန်ပေးခဲ့ပြီးနောက်ထိုင်းတပ်ဖွဲ့ဝင်များဤပြန်လည်ပြစ်ခတ်တုံ့ပြန်မှုကြောင့်စစ်ကောင်စီတပ်သား80ကျော်တိစုံခဲ့ကြောင်းစစ်ရေးတရင်ရင်းမြစ်အချို့ကပြောကြားပါရယ်။မြဝတီ295ကနေမစ်ဆိုင်တွေဖြစ်ထည့်နေတဲ့ အင်ဂျင်မြိုင်တရုတ်ကြားဖြန့်ယုံတွေနောက်ကနေစစ်ကြောင်းတွေပတ်တက်ဖို့စစ်တပ်နဲ့ BGF တွေလုံနေတယ်။ထိုင်းနဲ့ဆက်ကြားဖြန့်လှေကူးကန်းကူဂိတ်တွေလည်းပိတ်ထားတယ်။ဒီဘက်မှာတိုက်ပွဲပြင်းထန်လို့ထိုင်းဘက်ကလည်းကြီးကြတယ်။လက်နက်ကြီးတွေကြီးတွေကြာနေတာထိုင်းစစ်တပ်ကလည်းကင်းလည်နေတယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။လက်တော်စစ်ရေးတရင်ရင်းမြစ်အချို့ကြီးအစိုးအရာစစ်တပ်က BGF စစ်ဝစ်စုံနှင့်တစိမ်းများဝစ်စင်ကစစ်ကြောင်းထုတ်နေခြင်းဖြစ်ကြောင်း BGF တပ်များကလည်းစစ်တပ်နှင့်အတူပအဝင်လျက်ရှိကြောင်းသိရှိရပါသည် KNL နဲ့ BGF ကိုပါပြန်ပြီးတိုက်ခိုင်းမဲ့ပုံစံနဲ့တက်တိုက်နေတယ်လို့သတင်းရရှိပါတယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။တိုက်ပွဲဖြစ်ပွားရနေရာများမှာပြည်သူများမှာထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းဘေးသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ထိုင်းသတင်းများတွင်လည်းမြန်မာဘက်မှတိုက်ပွဲဖြစ်ပွားသဖြင့်ထိုင်းဘက်သို့ကြီးများကြောက်ပြီးထိုင်းပြည်သူများနေထိုင်သောနေအိမ်များကိုကြီးထိမှန်ကြောင်းဒက်တလောထိခိုက်ဒဏ်ရာရရှိသူမရှိသေးကြောင်းသိရှိရပါတယ်။ ထို့ပြင်ထိုင်းစစ်တပ်၏ပြန်လည်ပြစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သား80ကျော်တေဆုံးခဲ့ကြောင်းလည်းစစ်ရေးသတင်းရင်းမြစ်ကဖော်ပြထားပါသည်။ဂျမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။